ဆောင်းရည်လည်းရောက်လာရောအာဆင်နယ်လည်းကမောက်ကမောက်တွေဖြစ်ရောပရီးမီယာလိဂ်ဇာတ်ကိုထိတ်ဆုံးကနေဦးဆောင်နေပြီးရာဇီဝတ်ကိုဖျက်ဆီးမှုပြင်ဆင်နေတဲ့အာဆင်နယ်တင်ကနိုင်ငံတကာပွဲစဉ်တွေပြီးမှအမေရိကန်ဆိုရင်ပူပန်စရာသတင်းစိုးတစ်ခုကိုကြားသိခဲ့ရပါတယ်။အာဆင်နယ်တင်ကဆောင်းရည်ရောက်လာတဲ့နေ့မှာအတင်းရဲ့ဒီကခန်းစစ်ချောင်းကိုဦးဆောင်နေတဲ့ဘရာဇီးလရွေးစဉ်နောက်ခံလူကာဘရီယယ်ကစီနီဂေါနဲ့ကစားခဲ့တဲ့နိုင်ငံတကာခြေစမ်းပွဲမှာပေါင်ချန်တရာရရှိခဲ့ပြီးတရာချောက်ပွဲချင်းမပြည့်ခင်လူစားလက်ခံခဲ့ရပါတယ်။ဒီတရာကလာမယ့်ရေကြီးပွဲစဉ်တွေအတွက်ပြင်ဆင်နေတဲ့အာဆင်နယ်တင်ရဲ့အစီအစဉ်တွေကိုကြီးမားတဲ့ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ အသက်29နှစ်ရွယ်ရှိပြီဖြစ်တဲ့ဘိုးခန်းစစ်ကစားမကာဘရီကဗရာဇီးယားရေးတီတိတော့ကစားပေးရမှာပွဲချင်းတိုင်းမပြည့်ခင်မှာပဲဒဏ်ရာရရှိခဲ့ပြီးပွဲကစားခြင်းကိုရန်နာကကွင်းပြင်ပကိုထွက်ခွာသွားခဲ့ရပါတယ်။ဒီပွဲစမှာဗရာဇီးယားတင်းကစီနီကောတင်းကိုငကိုကုမရှိနဲ့လာရရှိခဲ့တဲ့ခြေစစ်ပွဲကိုအာဆင်နယ်တင်းရဲ့အိမ်ကွင်းဖြစ်တဲ့အမ်မရိတ်ကွင်းမှာကစားခဲ့တာဖြစ်ပြီး SD ပေါင်းနဲ့ကက်စမဲရိုတို့ကသွေးယူခဲ့ကြတာဖြစ်ပါတယ်။ကာဘရီကလည်းရှိပြီးမြားလေးဇာထိတ်ဆုံးရနေတဲ့အာဆင်နယ်တင်းရဲ့ခက်စစ်ကြောင်းအတွင်းမှာမရှိမဖြစ်ဒီကကစားမတူလည်းဖြစ်ပါတယ်။မြန်မာပြည်ကတိုက်ကစားမှာသူကဘောလုံးကိုနောက်တန်းကနေစတင်ပို့ဆောင်ပေးရတဲ့ခန်းကဏ္ဍကိုယူဆောင်ထားပြီး အဒီယန်ခန်စပိုင်းတင်ညင်မှုခေါင်းတိုက်ကာကွယ်မှုနဲ့ခန္ဓာကိုယ်အားသာချက်တွေကအရေးပါပါတယ်။အာဆနယ်တင်ကလက်ရှိပရီးမီယာလိဂ်စတဲ့ပွဲမှာ၅ကိုးသာပေးခဲ့ရတဲ့အမှတ်တမ်းကိုပိုင်ဆိုင်သွားပြီးဂါဘရီယယ်ကဒီအောင်မြင်မှုရဲ့အဓိကတော့ချက်ဖြစ်လာခဲ့ပါတယ်။ဘရာဇီးတင်းပြကာလိုအန်ဆလော်တီကဂါဘရီယယ်ရဲ့ဒဏ်ရာပေါ်မှာစိုးရိမ်ပူပန်မှုရှိကြောင်းမီဒီယာကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒဏ်ရာကစိုးသလားဆိုတော့ကျွန်တော်မသိပါဘူး။တူရဲ့ပေါင်မှာဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။စီးပွားကလည်းပြန်မှာဆီဆေးပါမယ်။ကျွန်တော်တို့ဒီတော့အမှန်တကယ်1နဲ့စိတ်ပြရပါတယ်။ကစားမတယောက်ဒဏ်ရာရချိန်မှာမကြခင်ပြန်ကောင်းမှုမျှော်လင့်ပါတယ်လို့ဒီပြကြီးကပြောဆိုခဲ့ပါတယ်။ ။နိဗျန်စလော်ဒီရဲ့ပြောကြားချက်အရဒန်ယန်ရဲ့ခြေနေကစစ်ဆေးမှုတွေပြုလုပ်ပြီးမှသာပေါင်ချန်ဒန်ယန်ရဲ့ပြင်းထန်မှုကိုအတိအကျသိရမှာဖြစ်ပြီးဂေါဘရီကအာဆင်နယ်တင်းရဲ့ဆေးဖွက်စီကိုပြန်လည်ရောက်ရှိပြီးစစ်ဆေးမှုတွေပြုလုပ်သွားရမှာဖြစ်ပါတယ်။အာဆင်နယ်တင်းကနိုင်ငံတကာပွဲစဉ်တွေပြီးမှပြန်လည်စတင်မယ်လာမယ့်ပွဲစဉ်တွေအတွက်အလွန်မေးရေးကြီးတဲ့အချိန်ကနေရင်ဆိုင်နေရပါတယ်။နိုဝင်ဘာလ23ရက်နေ့မှာလန်ဒန်မြို့ကန်ပြိုင်မှာစပါတင်းနဲ့မြောက်လန်ဒန်ဒါဘီပွဲစဉ်ကိုကစားမှာဖြစ်တယ်လို့နိုဝင်ဘာလ26ရက်နေ့မှာလည်းဘိုင်ယန်မြူနစ်တင်းနဲ့ချန်ပီယံလိဂ်ပွဲစဉ်တွေကိုကစားဖို့ရှိနေပါတယ်။ ဒီပွဲစဉ်ကုလုံကအာဆင်နယ်တင်းရဲ့ရာသီကုလုံအတွက်အဆုံးဖြတ်ပေးမဲ့ပွဲစဉ်လေးဖြစ်ပါတယ်အခုလိုရေးကြည့်တဲ့ပွဲလေးကစားရမယ့်အချိန်မှာအာဆင်နယ်တင်းရဲ့ရေးပါတဲ့ခံစင်မှုတန်ရာရှိခဲ့တာကအတင်းအတွက်မျောလင်းချက်တွေကိုအမှောင်ဖုံးလိုက်လေသလားလို့တောင်တင်မဲ့ရပါတယ်အထူးသဖြင့်အာဆင်နယ်တင်းရဲ့တခြားနောက်ခံလူတွေဖြစ်တဲ့ကာလာဖီယိုရီကလည်းဒင်မတ်တရန်ကြောင့်အီတလီတင်းလူစင်ကလည်းနှုတ်တော့ခဲ့ရတာကြောင့်အာဆင်နယ်တင်းကခံစင်ပိုင်းဖီယာရီနဲ့ရင်ဆိုင်နေရပါတယ်ညီပြမကြည့်တာကကွင်းတွင်းလူစင်ကိုပြန်လည်ပြင်ဆင်ပြီးအရန်ကသမားရီနဲ့ခံစင်တောင်းကိုပြန်လည်တင်းငင်အောင်ဖြိုးလုပ်ဖို့အတွက်အချိန်မီဖြည့်ရှင်းရမယ့်ကြီးမားသောစင်ကုန်မှုနဲ့ရင်ဆိုင်နေရပါပြီ कहीं अमर हो चुके हैं